ကျွန်တော်ချီရတဲ့ Tamni Sulun ကတော့စိတ်ကောင်းစွာပဲရှုံနေကြရပြန်ပြီလည်းဖြစ်ပါရီ Tamni Sulun ဟာ World Championship နဲ့သတိနံစာချုပ်ဒေါ်လာသတိနံစာချုပ်ချုပ်ဆိုပြီးကြတဲ့ကနေအခုချိန်မှာဆွန်းတော့ဖြစ်သုံးပွဲဆက်တိုက်အရာ6ပဲလီလီမှာရှိတဲ့နာဘီကိုရှုံနေဒုတိယအနေနဲ့ဆက်ဆန်ကိုရှုံနေပြအခုကော်ထုံးကိုရှုံပြန်ပြီဆိုတော့သုံးပွဲဆက်တိုက်ရှုံသွားပြီဖြစ်ပါရီဒါကြောင့်မလို့အသက်30ကျော်မှ World Championship ကို ယောက်ချလာတဲ့တမ်မနီဆိုလုံကတော့အခုလလောဆယ်မှာရလာမကောင်းပေနဲ့ဝမ်ချန်ပီယံရှစ်ဘက်ကတော့စားချုပ်ဖြတ်သိမ်းဖို့တွားလုံးဆောင်တော့မယ်ဆိုပြီးတော့တရင်တွေကတော့ထပ်ပေါ်လာနေပြီလေဖြစ်ပါ ರೀ တမ်မနီဆိုလုံဦးထိုးခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်တမ်မနီဆိုလုံဟာအင်မတန်မှမာကိုမြန်မာရကိုကျွန်တော်အနေနဲ့တွေးရပါတယ်တမ်မနီဆိုလုံနောက်ဆုံးထိုးခဲ့တဲ့ဆက်ဆန်နဲ့အခုကော့ထွန်းရဲ့ပွဲမှာငါးချီတာထိုးခိုင်းလို့ရှိရင်တမ်မနီဆိုလုံဦးတရားရခိုင်နိုင်နေဆိုတာကတော့ငင်းစရာမရှိပါဘူး ဆက်ဆန်တဲ့ပွဲတုန်းကတမ်မနီဆိုလင်ကသားပါတယ်။နော်ထိုင်းနိုင်တွေကညနေတာဟာလိုက်တာဖြစ်ပါတယ်။ဒီပွဲမှာတော့တမ်မနီဆိုလင်ကတတော်လေးကိုဒါဘယ်လိုပြောမလဲ။ပညာသိပ်မပါဘူးပေါ့ဗျာ။ဘိုဘစ်ကကော့ထုံးကတတော်လေးကိုနီးစနစ်ကောင်းတယ်၊ပညာကောင်းတယ်။တမ်မနီဆိုလင်ထက်လည်းလက်တန်ရှည်တဲ့ခါကျတော့ခက်ကွက်ကွာနဲ့တမ်မနီဆိုလင်ကို အထီထိုးနိုင်ပြီးတော့အမှတ်တွေအများကြီးယူနိုင်တယ်။အလေထိုးနိုင်ဖို့တော့ကြိုးစားခဲ့ပေမဲ့အချင်းကသိပ်မလို့ဖြစ်သွားခဲ့တာပါ။အမနီဆူလင်းကတော့နောက်ထပ်တစ်ချီလောက်ပေးနိုင်ရေးအလဲထုံးနဲ့အနိုင်ရရှိမှာကတော့တရားရခိုင်နှုံးပါပဲ ဩဒါကြောင့်မလို့တာမနီဆိုလင်းရောအခုလောလောဆယ်မှာတတော်လေးကိုစိတ်ပြတ်နေမှာတော့အသေးချာပဲဗျနော်တာမနီဆိုလင်းရဲ့ပွဲကိုကြည့်မယ်ဆိုရင်တာမနီဆိုလင်းဟာမာဂုံကိုအားပြုပြီးတော့ကစားတာဖြစ်တယ်သူမနီးစနစ်နဲ့ပြီးတဲ့ခါကျတော့ပညာရည်တိတ်မပါတော့ဘူးနော်ကျွန်တော်မြန်မာဖိုက်တာအလုံးနီးပါးကတော့ဒီလိုပါပဲเนาะဒါနီးစနစ်နဲ့ကောင်းမွန်မွန်ပညာတွေများစွာเนาะသင်ကြားပေးမယ့်နီးပြတွေရှိတော့အကောင်းဆုံးပဲပေါ့ဗျာအခုတော့တာမီဆိုလုံးကတော့ စိတ်မကောင်းစွာပဲအသက်30ကျော်မှာ World Championship ကိုရောက်လာခဲ့တဲ့အခုဒေါ်လာသသိန်းနဲ့စာချုပ်ချုပ်ဆိုပြီးတောက်လျှောက်အချိန်နှီးဆူရွာနေရပြီဖြစ်ပါရဲ့ဗျာ